ားလုံးပဲမင်္ဂလာပါ eFootball League ရဲ့ Facebook page, YouTube နဲ့ TikTok account ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေဗျ။ကျွန်တော်တို့ဒီလမှာပါဝင်လာတဲ့ nominating contract player တွေဖြစ်ကြတဲ့အဲကျွန်တော်တို့ the pride of the club ပေါ့ idea နေပြီးတော့မှာ oh pride of the club ဟုတ်တယ် idea နေပြီးတော့ကျွန်တော်ကစားသမား6ယောက်ထဲကနေပြီးတော့ player 4ယောက်ထိလဲပြီးတော့ဆော်ကြည့်ထားပါတယ်ခိုကီဝီလျံလူကာမိုဒရီနဲ့ဂျယ်မီဗာဒီပေါ့ ီးတော့ကျွန်တော်ဒီကစားသမားတွေနဲ့အတူကျွန်တော်နောက်ထပ် player တယောက်ကိုလဲပြီးတော့ဆော့ကြည့်တာပါတယ်အဲ့ဒါတော့ Turkey League ထဲကနေပြီးတော့ Fenerbahce အသင်းရဲ့ကစားသမား Talisca ကိုလည်းကျွန်တော်လဲပြီးတော့ဆော့ကြည့်တာပါတယ်အဲ့တော့ဒီကစားသမား9ယောက်ကအင်ငိချီနီလေးလေးလာကြည့်လိုက်အောင်ဗျ thank you မောင်နှုတ်တယောက်အနေနဲ့ကျွန်တော်သိအားမရတဲ့ကစားသမားတယောက်ကတော့ Atletico Madrid အသင်းရဲ့ DMF player Cookie Cookie ရဲ့ကစားပုံ aggression ဘိုင်းနဲ့ defensive engagement ဘိုင်းတွေကတော့တော်တော်လေးကိုကောင်းတယ်လို့ဆိုပေမဲ့ကွင်းလယ်ကစားသမား box to box player တယောက်အနေနဲ့ကတော့ speed နဲ့ acceleration ဘိုင်းတွေ ball control ဘိုင်းတွေကပုံမှန်အနေထားလောက်ပဲရှိတဲ့အတွက်ဆိုရတာအဆင်ပြေတဲ့ကစားသမားတွေမှာတော့မပါပါဘူး Okay. နောက်တဲ့တယောက်ကတော့ Leicester အသင်းရဲ့တိုက်စစ် player Jamie Vardy Jamie Vardy ကတော့ eFootball မှာကတိုက်ထွက်တာလဲတော်တော်လေးကိုနည်းတဲ့ player တယောက်လည်းဖြစ်တယ်။ Jamie Vardy ရဲ့ ball control ဘိုင်းနဲ့ dribbling ဘိုင်းတွေမှာသိပ်ပြီးတော့အားရတဲ့အနေအထားမျိုးမှာမရှိဘူးဆိုပေမဲ့ finishing man ကတော့90တိရှိတယ်။ speed acceleration နဲ့ kick power တွေကတော့90 91မှာရှိတဲ့အတွက် ဒိုင်းစစ်ပလေယာတယောက်အနေနဲ့အရင်ကောင်းတဲ့အနေအထားမျိုးမှမရှိဘူးလို့ဆိုရင်လည်းပုံမှန်အနေအထားရတော့သုံးလို့အဆင်ပြေတဲ့ကစားသမားတယောက်ထဲမှာတော့ပါပါတယ်ဒီရောက်ကတော့ဘီလ်ဘာအိုအသင်းရဲ့ စားသမား William William နဲ့ပတ်သက်တဲ့ဒီကတ်တိုက်အကြောင်းပြောရမယ်ဆိုရင်တော့အရင်ထူးခြားပြီးကောင်းမွန်တဲ့အနေအထားမျိုးမှာတော့ရှိမနေပါဘူး။တောင်ပန်ကစားသမားတယောက် prolific winger player တယောက်ဖြစ်နေတဲ့အတွက် speed နဲ့ acceleration မိုင်းတွေမှာတော်တော်လေးကိုအဆင်ပြေတယ်လို့ဆိုပေမဲ့တောင်ပန်တခြားဘောလုံးဖြတ်တင်မှုတွေပြီးမယ်ဆိုရင်တော့အရင်ကောင်းနေတဲ့အနေအထားမျိုးမှာတော့ရှိမနေပါဘူး။ behind the fences and his ability. And He's picked his way through. Ah, oh, this looks sharp. Good running, strong and purposeful. He's got away. Williams! The levels are rising. The noise is quite something. You can feel what... Decent hit! နောက်ထပ်တစ်ယောက်ကတော့ Real Madrid အသင်းရဲ့အကွင်းလင်ကစားသမား August Rita player တယောက်လည်းဖြစ်တဲ့ Luka Modric ။ Modric ရဲ့ဒီ cut type ကတော့ August Rita player တယောက်ဖြစ်ပေမဲ့ Queen Twin movement ဘိုင်းတွေကစားပုံတွေကိုတော့အရင်အားရတဲ့အနေအထားမျိုးမှမရှိဘူး။နောက်တစ်ခုကတော့ Kicking ပေါ့။ဒီနေ့ပတ်သက်ပြီးတော့ပြောရရင်လည်းကျွန်တော်ဘောလုံးတော်တော်များများကို Luka Modric နဲ့ကျွန်တော်ရရင်ရတဲ့နေရာနေပြီးတော့ကန်ကြည့်ရဲ့အတိုင်းတွေကိုပဲရွေးပြီးတော့ကန်ပါရဲ့။ Luka Modric ကတော့ PODW cut type တွေနဲ့အတူပဲ တခြားကက်တိုက်တော်တော်များများလည်းထွက်ထားတာဖြစ်တဲ့အတွက် eFootball စော့နေကြတဲ့ player ညီကိုတော်တော်များများရှိမှတော့ Luka Modric ရဲ့ကက်တိုက်တရားတော်ရှိနေတတ်ပါတယ်။ Modric နဲ့ပတ်သက်တဲ့တခြားကက်တိုက်တွေရှိနေမယ်ဆိုရင်တော့ဒီကက်တိုက်ကိုလုံးဝလဲစရာမလိုပါဘူး။အခုနောက်ပိုင်းထွက်သမျှ nominating contract player Bounce တွေအကုန်လုံးကအရင်ကနဲ့မတူဘဲနဲ့တော်တော်လေးကိုစော့လို့မကောင်းတဲ့ player တွေကိုပဲရွေးပြီးထည့်ပြီးထားသလားလို့ အောင်မီယာလောက်အောင်ကိုတော်တော်လေးကိုချီးနေဆိုပါတယ်။အဲ့ဒီထဲမှာမှအခုလာထားတဲ့ Pride of the Club Boss မှာပါဝင်တဲ့ player 6ယောက်မှာကျွန်တော်၄ယောက်ထိလဲပြီးစောကြည့်တဲ့အနေထားတစ်ခုမှာတယောက်ကိုမှလဲစရာမလိုတဲ့အနေထားမျိုးမှလည်းရှိပါတယ်။အဲ့ဒါနဲ့ကျွန်တော်လည်း Turkey League ရဲ့ POTN player တယောက်ဖြစ်တဲ့ Fenerbahce အသင်းရဲ့ကစားသမား Taisip player telescope ကိုလဲပြီးတော့ကျွန်တော်စောကြည့်ကြည့်ပါတယ် telescope ကိုလဲပြီးတော့စောကြည့်တဲ့အနေအထားတစ်ခုမှာကျွန်တော် pride of the bosca player တွေကိုလဲပြီးစောကြည့်ရတဲ့ထက်ကို ပို့ပြီးတော့အားရတဲ့အနေအထားမျိုးမှရှိတယ်။ queen ring ကစားပုံတွေ movement ဘိုင်းတွေ speed တွေ acceleration ဘိုင်းတွေဘာမှပြောနေစရာမလိုဘဲနဲ့တော်တော်လေးကိုကောင်းမွန်တဲ့တိုက်စစ် player တယောက်ဆိုလဲမမပါဘူး။ဘဲတန်းကစားသမားတယောက်ဖြစ်နေတယ်ဆိုပေမဲ့အညာဘက်ခြေတော့ကိုဘယ်ဘက်ခြေတော့ကို keying power အပြည့်နဲ့ ော်တော်လေးကိုကန်နိုင်ပြီးရုံးအားကောင်းတဲ့ပလေယာတစ်ယောက်ဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဖိုင်စတာတစ်ခုကိုသုံးပြီးတော့တယ်လီစကောကိုလဲယူသင့်တယ်လို့တော့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိကြည့်ရှုအားပေးကြတဲ့ပလီယန်ညီကိုတယောက်စီတိုင်းအောင်ကျေးဇူးတင်ပါတယ်ဗျာ